ဟေးယောဝလုံးပဲမင်္ဂလာပါမလတ်6ရက်နေ့ရင်းညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးမှနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးခုချင်းထိအပ်ပေးနေတဲ့တုံငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်တဲ့ရင်ကျေးဇူးပြုပြီးတော့လုပ်ပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ် subscribe ကိုတော့ဒီလအထိပဲကျွန်တော်တောင်းတော့ပါနောက်ဆိုရင်တော့ subscribe ပေးပါလို့မတောင်းတော့ပါဘူးเนาะတီးခတ်ပေးကြပါခဲ့ဒါဆိုရင်တော့တရင်လေးတွေစကြရအောင် မလစီရနေတွေပခုတိုင်းဖြုံမြုံနေဖြောအုပ်ဖြစ်လမ်းပိုင်စီတာချူလန်းဆောင်တွေအလာဝကစီကြောင့်နဲ့အကြံဖက်စစ်ကောင်စီစစ်ခွေများတိတ်ပွေဖြစ်ပွားပြီးစစ်ကောင်စီစစ်ခွေဖက်မှခွန်တကောင်တေဆုံခေချောင်းပီတုကကွေရဲတမတော်တက်ရင်တုံအလာဝကစီကြောင့်ကပြောဆိုထားပါတယ် စစ်ခွဲဖက်မှတရားရရှိသူနှစ်ကောင်ကလည်းတေဆုံနိုင်ချေမြပြချောင်းတည်ရှိရပါတယ်။ကောင်းလိုက်တဲ့တဲ့နတ်တဲ့ကချင်ပြည်နယ်ဗမောမြို့စီအမတ်နစတီစစ်စင်ရဲကကဲမှုဌာနချုပ်ကိုအပိတတ်သိမ့်ပိနိုင်ရဲ့အတွက်နေစင်သူစစ်စင်တိုက်ခိုက်နေကြောင်းကချင်လက်လက်ရေးတပ်မတော် KIA ကယမနေ့မတ်လ15ရက်နေ့ညပိုင်း၌တရင်ဖို့ပြအတိပေးထားပါတယ်။ ဘဘုံမြောက်စီစကခ23စစ်ကောင်စီတက်စကန်ကိုအပိတသိမ့်ပိတ်နိုင်ရဲ့အတွက် KIA ပူပေါင်းတက်ကဒုစစ်စင်တက်ခိုက်မှုများအတွင် စစ်ကောင်စီဘက်ကထိခိုက်မှုများရှိနေ၍စစ်ကောင်စီဘက်က drone အပါအဝင်တိုက်လေယာဉ်များဖြင့်အသုံးပြု၍စခတ်မကြရဲ့ခုခံတိုက်ခိုက်နေသည်ဟုဖော်ပြထားပါတယ်စစ်ကောင်စီ drone အချို့ကို KIA ပူပေါင်းတက်ကပိတ်ချနိုင်တကိတောက်စကခန်းစတီအီကကင်းအချုပ်ကိုလည်းထပ်မံတင်ပိတ်နိုင်ခဲ့ကြောင်းဖော်ပြပြီး အသေးစိတ်အချက်အလက်များအတိပေးခြင်းမရှိကြောင်းသိရှိရပါတယ်။စကန်တချို့ကတော့တင်ပိတ်တာပေါ့နော်။ဒါပေမဲ့စကန်နာမည်တွေကတော့ဖော်ပြခြင်းမရှိပါဘူး။စကန်နာမည်တွေတည်ရင်လည်းပြက်သားမရှိပါဘူး။တင်ပိတ်ရင်တော့ပြီးပြီကွာ။ကောင်းလိုက်တဲ့ the day not the day ။စကိုင်းတိုင်းတက်စီမြုပ်နေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြောဆိုထိတွေ့ရဲ့တက်စကန်တွေကိုတော်လှန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ကြတဲ့တိုက်ပွဲတွေအတွင်ဒေါ်လာရဲ့တက်ဖွဲ့ဝင်စေရွက်ဝန်ကျင်ကြာဆုံးခဲ့ရသလို လန်ဒန်ခေယံတွေလည်းတင်းစီခံခေရတယ်လို့သိရှိရပါတယ်။တန်စီမြုံနဲ့အခြေဆိုင်တော်လိုက်ရဲတပ်ဖွဲ့တစ်ခုရဲ့တာဝန်ရှိသူကတန်စီအနောက်ဘက်ကဝါရငေရွာနဲ့ရွာတိရွာရဲ့တန်စီမြုံဘက်ကစင်ငေးရွာကပြောဆိုထိအထိုင်စခန်းတွေကိုတိုက်ခိတ်ကြတဲ့တိုက်ပွဲတွေမှာတစ်ဖက်ကြဆုံမှုတွေရှိခဲ့ကြပါတယ်လို့ပြောဆိုထားပါတယ်။မလစရနေလောက်ကစတင်တိုက်ခိုက်နေကြတာဖြစ်ပြီးတိုက်ပွဲတွေအတွင်းစစ်ကောင်စီစစ်ခွေးဖက်မှ30ကောင်နီးပါးတိုက်ဆုံခဲ့တယ်လို့ ။တန်ရာရတဲ့သူတွေလည်းမြခဲ့ပြီးတော်လန်ရဲ့တပ်ဖွဲ့ဝင်စေရောက်ထက်မနေလဲကြာဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ကြာဆုံးတဲ့ PDF ရဲ့ပေါ်စေရောက်အတွက်အလေးပြုတ်ပါတယ်၊ကုန်ယူပါတယ်၊လေးစားပါတယ်။တေဆုံးတဲ့စစ်ခွေ30កောင်ထက်မနေအတွက်ကောင်းလိုက်တဲ့တတင်းတော့တတင်းကချင်ပြည်နယ်နဲ့နေနမိတ်ထိဆက်နေသည့်စကိုင်းတိုင်းကတာမျိုးအနီးတွေတိုက်ပွဲများပြင်းထန်နေပြီးတစ်ဖက်ထိခိုက်တိုက်စုမှုများရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တာဝန်ရှိသူများထံကသိရှိရပါသည်။ ကတမြုပ်တွင်စီစစ်ကောင်စီတက်သည့်မြုပ်ပင်ဖက်စီတော်လှန်ရေးတပ်များစုမှုနေရယူထားသည့်နေရာမြတ်ဖက်တောက်စစ်ကြောင်းထူလှောက်ရှာလာသောကြောင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းကတမြုပ်နယ်ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတအုပ်ကပြောဆိုထားပါသည်။၎င်းကတိုက်ပွဲကတအားပင်းထန်တယ်။မနေ့ကတနေကုန်ညအထိပဲအခုလည်းငင်းငင်းပဲဟုဆိုပါသည်။ယမနေ့တိုက်ပွဲအတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှတပ်ဖွဲ့ဝင်အုပ်တေဆုံးပြီးစစ်ကောင်စီဖက်မှလည်းတေဆုံးမှုရှိတယ်လို့ အစင်ဖန်စီယာမိမှုနဲ့လက်နက်ကိယာများတင်းစီယာရှိထားကြောင်း၎င်းကပြောဆိုထားပါတယ်။ကြာဆုံးတဲ့ PDF ရေးပုံတို့အတွက်လေးပြောပါတယ်၊ကုံယူပါတယ်၊လေးစားပါတယ်။တေဆုံးတဲ့စစ်ခွေများအတွက်ကောင်းလိုက်တဲ့တင်းတော့တင်း။ရန်ကုန်ကိုရောက်ရှိနေတဲ့အကျံဖက်ခွေးခေါင်းဆောင်ကဒူးလှိုင်ဟာမလ14ရက်နေ့မှာလှိုင်တရာမြို့နယ်ဖက်နယ်မလ15ရက်နေ့မှာအလုံးမြောက်နေတဲ့ကအေရှယ်ဝေါ်စိတ်ကန်းတွေကိုတော်ရောက်ခဲ့ပြီးတဲ့နောက် အပြတ်တလာလို့ရန်ကုန်မှာစိတ်ကူနေရတယ်လို့သိရှိရပါတယ်။ခွေးခေါင်းဆောင်ဟာမလတ်စလေးရနေ့မှာရန်ကုန်ကတည်င်းအချက်အလက်နိပညာတက္ကသူနဲ့ရန်ကုန်အနောက်ပိုင်းနိပညာတက္ကသူတွေကိုတွားရောက်စစ်ဆေးခဲ့ပြီးတဲ့နောက်မှာလိုင်တရာမြို့ကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။လိုင်တရာကပြန်လာပြီးကတဲ့ကနင်းနေနေမကောင်းတာဗျ။မနေ့ကအလုံးဖက်ကအေးဆေးဝဲစက်ကစစ်ပြီးတော့အပြတ်တလာလို့နာပြီးစိတ်ကူနေရတယ်လို့ စစ်တပ်တရင်ရင်မြစ်တစ်ခုကပြောဆိုထားပါတယ်။ရန်ကုန်စစ်ရုံကနဲ့နေပြည်တော်တောက်ပြန်ပို့မယ်လို့သိရှိရပါတယ်။တည်ရင်ပူကောင်းပါဖို့ကွာ။ဆူတောင်းပေးကြပါလို့ဘဘတည်ပါစေလို့ကောင်းလိုက်တဲ့တတင်းတော့တတင်းစစ်ကောင်စီကပခုတိုင်းပတောင်းမြုပ်နေညံကျူးစခန်းခါစစ်အတွက်စစ်ကူပူထားတဲ့တမကွန်ကွန်လက်အောက်ခံချင်းမြင့်တဲ့ရင်နေရင်ကတတတွေထွက်ပြီးသွားလို့ လက်ယုံတက်တွေနဲ့ထပ်ပြီးအင်အားဖိထားရတယ်လို့စစ်ကောင်စီအောက်ချုပ်ရေးနဲ့နှိစက်တဲ့တည်င်းရင်းမြစ်တွေစီကသိရှိရပါတယ်။မြန်ချူစကန်တင်တိတ်ပွဲဖြစ်နေချိန်မှာတပ်မကွန်ကွန်လက်အောက်ခံခမာယာကိုနေရတီနဲ့ခမာယာ313တပ်သားတို့မလစနေရက်ညပိုင်းကထွက်ပြီးသွားတာလို့တည်င်းရင်းမြစ်ကပြောဆိုထားပါတယ်။မြန်ချူစကန်ကိုအေအေကရမရတော့မသိဘူး။တပ်ဖက်ကစစ်ကူပူထားတဲ့တပ်မကွန်ကွန်ကထွက်ပြီးတာဆေရောက်ကြပြီး ဥရှင်ပင်နဲ့ပတောင်းကိုလက်ယုံတက်တွေနဲ့အင်အားဖိနေတယ်လို့ရှင်းပြထားပါတယ်။ညံကျုစခန်တောစစ်ကူပူထားတဲ့တမကွန်ကွန်ကစစ်ခွေးတွေစေကောင်ခွေးလူဝတ်လူထွက်ပြီးသွားတာဖြစ်ပါတယ်။အမေရန်ထွက်ပြေးမှာပဲဒါတော့တေချာတာပေါ့ကွာ။ကောင်းလိုက်တဲ့တဲ့မလတ်ချောင်းရဲ့နေရင်ရနေပါရထူတရင်ကတော့ဒီတော့ပါပဲ။ကေဒါဆွန်တော့ကျွန်တော်တို့ပထမဆုံးဘူချီရင်ရောပြောတဲ့လက်စီစီရဲ့အခြေအနေနဲ့တုံးတစ်ချက်တွေကိုတစ်ချက်လောက်ရှုချက်ရအောင် ကချင်ပြည်နယ်မမော်မြူသိန်းတိုက်ပွဲအချိန်ကောင်းနေစမှာတနိုင်းကိုအလင်းငိုက်ယူပြီးလေချောင်းတာလုံအင်အားသုံးပြီးစကစကစစ်ပွဲနယ်မြေဖြစ်ပုံဖော်လာတယ်ဒါစကစကတိုက်စစ်ဆင်လာတဲ့အနေထားပါပြီးတော့တီယာတမဟာကိုနယ်မြေဖြစ်တဲ့မိုးကောင်းစားမော်မှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်ကချင်လူမျိုးရေးတမတော်ဘက်ကနေတိုက်စစ်ဖွင့်လာတာစစ်တပ်ဘက်ကနေတိုက်စစ်ဖွင့်လာတာဆိုတာမသိရသေးပေမဲ့တိုက်ပွဲရည်ရင်ကတော့မြင့်လာနေပြီဖြစ်ပါတယ်တောင်ဒီစားမော် ပင်မောဘက်အချမ်းက KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကစစ်တပ်ကိုငယ်နိုင်နေရာတွေပဲဖြစ်ပါတယ်။မကြာခင်မှာပဲကောက်ကွေခွင်ဘက်မှာထိစင်ွေတန်းလာနိုင်ပြီရှိတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။မန်လေးတိုင်းပြုံးလျက်နီးစကန်းလေစိတ်ကောင်းဝင်ရံမှာလင်းတို့တွေထူးထူးခြားခြားပြန်ဝဲလာတယ်ဆိုတာပြောခဲ့ဦးပါတယ်။လေစိတ်ရဲ့အရှိတ်ဘက်မှာစီတာဆဲဆိုတာရှိပါတယ်။ဆဲကနေဆင်းလာတဲ့ရေမြောင်းကလေရင်ပြေးလန်းအောက်ကနေပြုံပုံစံမျိုးနဲ့စီးဆင်းနေတာဖြစ်ပါတယ်။ လေရင်ပြေးလဲဟာ3ကီလိုမီတာလောက်ရှည်လျားပြီးဆယ်ကလာတဲ့ရေမြောင်းဟာလည်းမိုးရင်းမာတာရေစည်းအားကောင်းမွန်တာဖြစ်ပါတယ်။ယခုလိုရာသီမှာဆိုရင်ရေလည်းမရှိသလောက်ဖြစ်ပါတယ်။အဲ့ဒီပြုံကိုတခုခုလှုပ်လို့သာလင်းတို့တွေထွက်လာတယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်။မြို့ကန်တွေကလည်းပြောတာရှိပါတယ်။စီတာရေမြောင်းတရာနာမော်တော်ယာဉ်တစ်စီးလောက်ချက်မောင်းရင်ကိုပဲလှိုင်တန်ကရဟရင်တစ်စီးအတန်လောက်ကျဲနေတာမျိုးကြားနေရပါ။စစ်တပ်ဟာမဟုတ်တာမှန်တယ်မြတ်ကြိတ်လုံးတွေရှိပါတယ်။ပြင်ဦးတွေမှာရှိတဲ့ တတ်မတော်သိပ္ပံနဲ့ဤပညာသုတေသနဌာနဟာအရင်တုန်းကဆိုရင်မိတွေခဲကိုငရုတ်စုံနဲ့မြမဆန်းဆန်းထောင်းပြီးသုတေသနတည်တည်ချာချာလုပ်ခဲ့တာဆိုတော့ရှော့ထွက်မှထားတာကပိုကောင်းပါတယ်ခင်ဗျလက်ရှိပြည်ဦးလွင်ရဲ့စည်းအနေထားကတော့အီရှာဝေါခိတ်ကနေတောင်းခမ်းအုံမတိဘက်ကိုအတွဲလိုက်ဒုံးနေနဲ့ပြစ်ခုပေးနေရပါတယ်ဗန်မွေးမှာထိုင်တဲ့ဟန်ကောမှုဟာစိတ်နှတောင်းလောက်လာပိုင်းတွင်ချမ်းသာသွားပေမဲ့ဗန်မွေးထေသခံတွေကတော့စီပန့်ပိုင်ရှင်စတိုးဆိုင်ပိုင်ရှင်တွေကလည်းကြံခုံသမားအဖြစ် တခြားဤထန်မာအဖြစ် အင်းဝိုင်းဘက်မှာအသက်ဆက်ပြီးတော့ရုန်းကန်နေကြရှားရပါတယ်။မက်ဆီလိုလိုမွန်ဟားလိုလိုလေးတပွဲလေးရှိခဲ့ပါတယ်။ဆက်တက်လီလီတွေကိုတင်ကြားလေ့ကျင့်ပေးတဲ့မော်ဘီအခြေမော်ဘီအခြေဆိုင်ပလာတာလို့ခေါ်တဲ့ပူပေါင်းစစ်စေးနဲ့လီလီတင်တန်းကြောင့်ဒူချောင်းအုပ်ကြီးဟာ96ပါသောရောဂါနဲ့ပြီးခဲ့တဲ့လထဲမှာတက်ပြောက်ဆုံးကတ်ထားရတာရှိပါတယ်။စစ်တပ်ရဲ့ဆက်သွယ်ရေးစကားရက်မှာ96ဆိုတာ ဟုတ်ကဲ့ပါလိုက်နာဆောင်ရွက်ပါမယ်လို့အသေးပဲတက်ရောက်တာဖြစ်ပါတယ်ပါရာမော်တာနည်းပြမှုချုပ်ကြီးမက်ဆီကိုက်တာလေးဘူးဝမ်းသာအားရနဲ့ပြောပြရခြင်းပဲဖြစ်ပါတယ်မူချီရင်ရုပ်ကိုအားပေးခြင်းတည်းဆိုရင်တော့ကက်တန်ရင်ရောလို့ YouTube မှာရေးပေးလိုက်ပါပြီးလို့ဆိုရင်သူ့ channel ကိုပေါ်သွားမှာဖြစ်ပါတယ်သူ့ channel မှာအားပေးလို့လည်းရပါတယ်မူချီရင်ရောရဲ့တုံးသက်ချက်တွေနဲ့သတင်းတွေကတော့အမှန်ကန်တွေမြားပါတယ်ကဲဒါဆိုရင်တော့ no video မူချီစေဝါရောင်းနေစဉ်ဖန်စီခံရပြီးစစ်တပ်ထဲရောက်နေသူ အောင်စရာစစ်ချင်ရေးမှာထွက်ပြီးလို့မြုပ်လာသူတတတူရဲ့အင်တာဗျူးကိုတစ်ချက်လောက်ရှုကြရအောင်တောင်းတောင်းတောင်းလုံးငါတက်တတအချင်းမင်းတို့ရွှေညောင်ကိုတက်လို့ကျွန်တော်မိုင်းအောင်မှာနေတော့နေရကျော်စီးရောင်းနေမှာခန်းခန်းကြည့်ပြီးတော့တကယ်ကိုရောက်စီးရဟိုမှာပဲကျွန်တော်မိုင်းမှာတွားယူတော့ပြန်အပြတ်မှာအားငယ်ခလာရ330လေးရ ခံပြီးတော့မှသူတို့ဖို့သူတို့ဖို့ခင်းချိုးတယ်မှာထားထားဟုတ်ပြီးတော့အဲ့တပတ်နေတော့ကြောက်ဆယ်ဆယ်ဝင်မလားထောင်ကြခံမလားမင်းဆယ်ဆယ်ဝင်မယ်လို့ပြောတော့အဲ့သူတို့ဖို့ခင်းအကျဲမှာအကျဲတုပ်ဖို့နာမည်လိုက်ခဲ့ပြီးထားတယ်ဟုတ်သူတို့ဘယ်လိုပြောမလဲအာနာတိန်နာအဲ့နာကျွန်တော်တို့တင်နေစတော့သူတို့အာနာတိန်ပြီတိန်ပြီနေတော့ပြောရင်တော့မူဝါဒပူပူပြီးဆိုးလာဆိုးလာတော့ကျွန်တော်လည်းမကြိုက်တဲ့အတွက်လာပြီအင်းအမီ1တက်လက်2တက်လက် ကြီးပေါင်း၅ပေါင်းကြီးရတော့190ရှိလက်ပြပုံတစ်လုံးပါอืมကျောင်းကုန်းကုန်းပြူးမွေတိမ့်လုံးနေပြီးတယ်ဆရာမိုးမိုးပြီးတာပေါ့အဲ့ဒါအလိုမျိုးရှိတယ်ကောင်းမှုလည်းထားပြီးတယ်ပြောရင်လာတော့ကုန်းလုံးလည်းလေးလေးလေးကြိုးကြိုးပြီးတော့ဆေးသမားရကိုနိုင်တော့အမြန်ဆုံးဒီဘက်ကိုကူးပြောင်းလာခဲ့ပါလို့ပြောရင်မကောင်းတဲ့အဆင်မျိုးတွေကိုပယ်ဖြတ်ဖို့အတွက် ပြန်ဒီလူငယ်တွေကိုလုံးလက်ကမ်းကျူတယ်ကြောက်ပါ။အင်းဆုံးနိုင်တော့ဘလို့ပဲရောက်ရောက်ဖြစ်ဖြစ်နိုင်တော့ဘလို့များအခုလိုနေတဲ့နေရာမှာနေတဲ့လိုမျိုးဝင်ပြီးတော့ခုနားသိခြင်းတွေပေါ့ကောင်းတဲ့နေရာဘယ်လိုပဲအခုလိုမျိုးဟိုဟာပါတော့ရောက်လာတယ်ဆွဲပေါ်တာဆွဲခံရောက်လာတယ်လေရောက်လာလည်းပဲနေနေဆက်ဆုံးနေရာဒါပဲပူပေါင်းသိခြင်းနေအခုလုံး မွေးဆေးဝါးရောင်းနေတဲ့ပြည်သူတွေကိုလည်းဖမ်းပြီးမှစစ်မှုထိုင်ခိုက်နေတာဖြစ်ပါတယ်။ဆေးသမားတွေလည်းဖမ်းပြီးမှစစ်မှုထိုင်ခိုက်နေတာဖြစ်ပါတယ်။ထောင်မှာရှိတဲ့လူစုတွေလည်းစစ်မှုထိုင်ခိုက်နေတာဖြစ်ပါတယ်။ဒီလူစုတွေအားလုံးကို PDF ထဲမှာရောက်လာလို့ဆိုရင်အကုန်လုံးလိမ့်မှာကြပါတယ်။စစ်ခွေတက်နဲ့ PDF တက်မတူတာအဲ့ဒီနေရာမှာတအားကိုပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ရေးပေါ်တွေကိုတားလေးစားပါတယ်။ကြည့်ရဆိုရင်တော့နောက်ဗီဒီယိုတာကေတာခုနှစ်ရက်ကအောက်ချုပ်ရေးမှုက တာနေယောက်လုံးကိုပီတုစမှုထိုင်ရန်အတမလောက်ဆောင်ချင်းချောင်းမိခင်ဖြစ်သူကအတနာခံတင်ပြချက်တစ်ချက်လုံးနဲ့ဆင်ကြည့်အောင်အမအမနေတာကတာကြီးရမြို့နယ်ခုနှစ်ရက်ကွယ်အောင်တပြည်အရှိလီလားအိမ်နံပါတ်47မှာနေတယ်မဟုတ်အမအမအမသာကြီးရဲ့ဟိုလေစမှုတန်းဖြစ်စဉ်ချင်းကိုပြောရပါဘူးအမသာကြီးတာကြီးရစမှုတန်းဖြစ်တယ်ဆိုတာကညိုနေပထမတားငယ်ကအဲ့လိုမအေးပေါ်ဆိုးလို့ ဒီအုပ်ကြီးကိုသွားတိုင်နေရောက်ရောက်ကခုနေအုပ်ချုပ်ရေးဖို့သွားတိုင်နေခါကြတော့ဒီကစိုးရင်စမှုတန်းနဲ့ထည့်မယ်ဆိုပြီးတော့ပြောခဲ့တယ်။အိုက်စလာရှိတယ်။လက်မှတ်နဲ့ထိုးပေးခဲ့တယ်။စမှုတန်းနဲ့ထည့်ပေးမယ်ဆိုပြီးတော့ထိုးပေးတဲ့အချိန်မှာလင်းကရနေတော့တားနေအိုက်ချစ်ချစ်ကိုကိုနေရပျောက်သွား။ချစ်ကိုနေရပျောက်သွား။ပျောက်လဲပျောက်သွားအဲ့ဒါနဲ့အမအမသားဘမလည်းအမသားဘမလည်းအုပ်ချုပ်ရေးမှုကလာမေးတဲ့ဟိုနေ့ရက်ကလာမေးတော့လာမေးတော့ခုနေသူ့ရဲ့အထက်ကသားကြီး သူရိနိုင်ကအမေအမေသားသားကဝင်ပေးလိုက်မယ်သူ့ရဲ့ပူသားကဝင်ပေးတယ်အဲ့အုတ်ချုပ်ရုံယုံပါမယ်အဲ့မှာဝင်ပြီးတော့နောက်ညနေအုတ်တူနေထွဲဖို့ယုံကိုကျမကိုယ်လည်းလိုက်ပြီးတော့လက်မှတ်ထိုးပြီးတော့ထည့်ပြီးရဲ့ဟုတ်ကဲ့ချစ်ကိုနိုင်အောင်ဘယ်လိုရောက်သွားလဲမသိဘူးကောင်းလေချစ်ကိုနိုင်ကဒီသူ့နဲ့မောင်သူရိနိုင်ရဲ့ရက်20ကျော်လောက်ကြာတဲ့အချိန်မှာသူကပြန်ရောက်လာပြန်ရောက်လာတော့ အဲ့နိဘေးကပြန်လာလဲလို့ပြီးတော့ तू อ่ะအမေတဲ့တောက်မတင်ငါနဲ့ထောင်တလားကြာတော့ตาခုမှပြန်တွတ်လာတာဘဒုဘဒုကချလိုက်တယ်ဘေးဘေးဟိုးစမင်းတကုံ၂၀နှစ်အဲ့ရမတင်ငါမှုနဲ့ तू ချလိုက်တယ်လို့ तू ပြောတာအဲ့ရနဲ့ तू ဖမ်းပြီးတော့ချလိုက်တယ်ထည့်လိုက်တာဗောနော်အိုင်ဖုန်းနဲ့တော့ထောင်နဲ့ထည့်လိုက်တဲ့အချိန်မှာအဲ့နဲ့ तू อ่ะတရက်လောက်နေတဲ့အချိန်မှာ तू อ่ะခက်နဲ့သွားဝယ်တာမနေ့၁၀နာရီထိုးပဲရှိသေးရဲ့ရက်ကွက်အုတ်ချုပ်ရေးမှုရုံးဟာဥယျာဏောင်ထေးနော်အုတ်ချုပ်ရေးမှုဥယျာဏောင်ထေးอ่ะ သူ့ရဲ့အဖွဲ့သူပြောတာတော့9ရောက်လောက်ရှိပြီလေကားပေါ်သူအဲအုတ်ချွေရမှုစီးရကားပေါ်အတင်းဆွဲတင်ရတယ်ဆွဲတင်ပြီးခေါ်သွားတယ်အမဘယ်လိုသိလဲမသိဘူးအမဘယ်လိုလို့သိလဲဆိုတော့ညအဲတားလုတဲ့လူကစူဆောင်းရံနေပြီးဖုန်းနဲ့ဆက်လို့မမသိရအဲတိတဲ့အချိန်မှာအမအုတ်ချွေရမှုရုံးကိုသွားပြီးတော့ဘာလောက်တာလဲလို့ပထမသားကြီးထည့်ပြီးပြီလေလို့ငါသားလေးကခုမှထောင်ရလွတ်လာနှစ်ရက်ပဲရှိသေးတယ်นี่รู้อะไรไม่รู้สิตะแกตรุก็တော့โหโกมันจม้าไม่ติดรู้ทีนรู้ตรุก็တော့ ။ကိုကသွားပြောတော့ဟုတ်တယ်တဲ့အမတွေထဲလိုက်တယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့အမသားဟာတဲ့ဟိုမှာအမလက်မှတ်ထိုးပေးထားတာ။ဟာလက်မှတ်ထိုးပေးတာကားကြီးကိုထည့်ပေးပြီးပြီလေလို့။ကားညံလို့ဆိုသေဘောတော့ငါ။ငါမှကားညံလို့တားညံပဲရှိတာလေ။ညအဲ့လိုတော့မလုပ်သေးဘူး။ညမတရားမလုပ်သေးဘူး။အားမရအောင်မရအောင်ပြကျွန်တော်တဲ့ဟိုမှာဟိုနေ့ဖြစ်လို့တဲ့ဟိုအမတို့တဲ့လက်မှတ်ထိုးထားတဲ့အချိန်နဲ့ဟိုကပါလို့တဲ့ကျွန်တော်ထည့်ပေးလိုက်ပြီတဲ့။အားနဲ့ ကျမလည်းအဲ့ဒါနဲ့မိုးနေဖြစ်တော့စိတ်ထဲမကောင်းတာလည်းအာမြို့နဲ့ထိုးရုံကိုသွားပြီးတော့အခုကြီးသွားတောင်းလဲထိုးရုံကပြောပါတယ်ဒါပေမဲ့သားနှစ်ယောက်ဆိုတာကျွန်တော်တို့ကသိတာမဟုတ်ဘူးနော်တဲ့ဒီအမားတို့အုတ်ချုပ်ရမှုရန်တော်ကြီးကသိရမယ်ဦးရန်တော်ကြီးကသိရမယ်ကျွန်တော်တို့ကအထက်ကမသိဘူးတဲ့သူသိရမယ်အခုကလွန်ကုန်ပြီလေအကုန်လုံးနှစ်ယောက်လုံးကအကုန်လုံးဟိုနေစုဆောင်းရရပြီးနှစ်ယောက်သုံးယောက်ကြာတော့ဒီတင်တန်းအထိရောက်သွားတော့ဘလို့မှထုတ်လို့မရတော့အဲ့ဒီတော့အမအဖေဒီမဲ့တာတောင်းဆိုတာလည်း မပြည်သူပြည်သူစစ်ဟိုစစ်ဌာနချုပ်ဘ ਹੁ တောင်းဆိုထားတယ်ပြီးတော့နိုင်ငံတော်ဝန်ကြီးချုပ်ကလည်းအမတောင်းဆိုထားတယ်နောက်မြို့နယ်ထွေးဦးရုံးလည်းအမတောင်းဆိုထားတယ်မဟုတ်ဘူးအအမအဲတောင်းဆိုတော့ဘာရထူရောက်ဖြစ်စီဖြစ်သေးလဲမသိဘူးဘာမှမဖြစ်လာလို့အမအမ14ရက်နှစ်လပိုင်းမှာအမစာတင်ခဲ့တယ်နောက်3လပိုင်း9ရက်နေ့မှာအမကိုထွေးဦးရုံးကမင်းမြန်းစစ်စီတယ်ပေါ့နော် အမဘာပြောခဲ့တယ်လဲသူကအော်အမကိုသူတို့ကမမှန်ကန်နဲ့စစ်စစ်နေဖြစ်ဖို့ထွက်ဆိုဖို့မမှန်မကန်ထွက်ဆိုလို့မနေထွက်ဆိုခဲ့လို့ရှိရင်အမအရင်ယူခံမယ်ဆိုအမကမှန်ကန်တဲ့အတွက်အမမကြောက်ထောင်ကြမှာလည်းမကြောက်တဲ့အတွက်ကိုအမကမမှန်ကန်မဖြစ်ခဲ့ရသူကမဘာထပ်ပြီးတော့လုံးတတိမိတ်တယ်နော်အမကိုမလုခိုင်းလဲဆိုတော့ခုနှစ်ခန်းငယ်ပြည်သူစစ်မှုရန်ခုနှစ်ခန်းငယ်မှာနော်ပြာလန်းဟိုယာယီရွှေဆိုင်ခွင့် ပြည်သူစစ်မှုရာယာယီဆွေဆိုင်ကိုအမောက်လက်မှတ်ထိုးခိုင်းအမထိုးတော့မှအမရေးပြီးတော့အမသူ့သားသမီးကိုမတ်ကိုယ်တိုင်ထည့်ခဲ့တာမဟုတ်ဘူးလေအုပ်အုပ်ချုပ်ရေးမှုကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်အုပ်ချုပ်မှုအုပ်ချုပ်ရေးမှုကိုယ်တိုင်ပဲလက်မှတ်ထိုးပြီးတော့နော်တင်လိုက်လို့မှဒါပဲပြောခဲ့အာယာယီဆွေဆိုင်ကိုလက်မှတ်ကိုသူတို့ကတင်ဖို့ပြောတယ်လေလက်မှတ်ထိုးပြီးတော့အမမတင်ခဲ့ဘူးနော်သူကအမောင်လက်မှတ်ထိုးပြီးရာရှိတော်ကိုတောက်ခံဖို့အမောင်ပြောတာဝေါ်တာသူ။အဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။အမအဲ့အမတာနေရောက်တော့မှကသူက ဘာကြီးပြောပြောခြင်းတည်းလေဒီအော်အမတာနှစ်ယောက်အတွက်အမဘယ်လိုဖြစ်လဲခံစားနေရတာပေါ့နော်အဲ့ဒါကြောင့်အမကမီဒီယာတွေနဲ့သိအောင်ပေါ့နော်အထက်ကလူတွေသိအောင်လို့အမပြောရင်းဖြစ်တယ်အထက်ကလူကြီးတွေလူကြီးတွေပေါ့နော်မီဒီယာတွေအကုန်လုံးသိမအောင်လို့အမတာနှစ်ယောက်အတွက်မေဖြစ်တဲ့အတွက်ကိုအမပြောချင်ဖြစ်တယ်မဟုတ်လားဒီဗီဒီယိုကိုဖြစ်နိုင်မြန်မြန်ရှင်းပြကြပါနော်ရန်ကုန်ကတာကီတာမှာရှိတဲ့အောက်ချုပ်ရေးမှုတွေကိုခြေပြုတ်ပြီးတော့ ရန်ကုန်ယူကြည်တွေစုံမပေးပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်တနိုင်ငံလုံးမှရှိတဲ့အရာအိမ်မှုတွေအောက်ချုပ်ရေးမှုတွေတတိထားကြပါမိနောက်တတိမထရင်မိနောက်အတွက်ဒေလာမစ်ရှိတယ်အဲ့ဒါပဲပြောချင်တယ်ကေဒါဆွင်တော်နောက်ဗီဒီယိုကပါစကစခွေးတွေခွေးလူဝက်လူပြီးတဲ့အကြောင်းပြောင်းကြည့်ပြောရတဲ့စကားကိုချက်လုံးနဲ့ဆင်ကြည့်အောင်ဒီကပါစတွေက ရှင်းတဲ့စခန်းကိုရောက်သွားပြီခေဆိုလို့ရှိရင်မိထီဆိုတာ ਨੇ ပြေးဖို့လောက်ချောင်းနေတယ်ဆိုတော့အုပ်စုကရှိနေတယ်ဒီခွဲတစုလောက်ပေါ့လက်တဆုပ်စာလောက်မှာဒီလိုစိတ်ဓာတ်မျိုးတွေရှိနေတဲ့အကြောင်းမို့လို့ဒီစီရေးဟာအခုညောင်ကျိုးပေါ့ညောင်ကျိုးတိုက်နေတဲ့စီရေးဟာသပုံကအေးမတာတင်မဲ့နဲ့အေးတာနေရဆိုတာကကိုမိမိစစ်တီတွေတချို့တလေကအဲဒီပြီဆိုရှင်ပြေးဖို့လောက်ချောင်းနေတာရှိတယ်အဲ့တော့ပြန်ပြန်ပြေးလာကြတယ်ဘယ်ကိုပြေးကြလဲဆိုလို့ရှိရင်နော် တော့ကြားသိရတော့ဖြစ်ရင်အာကပ္ပစကိုပြန်ရေးကြတယ်လို့ကြားသိရတယ်နော်အဲမှာချောင်းရှိတာပေါ့နော်တရေချောင်းရှိတယ်ကြောက်ခုချောင်းရှိတယ်အဲ့ဒီကနေရောအုတ်ရှစ်ပင်အနောက်ဘက်ကရွာတွေတဲကိုဝင်တယ်ဝင်ပါလို့ရှိရင်အုတ်ရှစ်ပင်နာပြင်းပြင်းမပြင်းလို့ရှိရင်ကပ္ပစကိုပြန်ပြေးကြတယ်ကပ္ပစချုပ်ဘယ်ကြောင့်မလို့ကပ္ပစတွေနဲ့ခင်ဗျားတို့ခုခံနေမယ်ဟေ့ဆိုလို့ရှိရင်တော့စီရီကဒီလိုပဲရက်ကလေးလိုက်နေမှာပဲအဲ့တော့ဒီနေရာမှာဒီညောင်ကျိုးစီရီပေါ့နော်ဒါမျိုး ရုံးကန်နေရတာကျွန်တော်တို့များစုသောဒီလိုမျိုးစိတ်ဓာတ်မျိုးတွေနဲ့ပြန်ပြေးနေရရှိတယ်เนาะအဲ့တော့တချို့ဆိုလို့ရှိရင်ကပ်ပါစားတွေပြန်ရောက်တယ်တချို့ဆိုလည်းအခုအမှုရင်ဆိုင်ထားတာရှိတိရှိတယ်အဲ့တော့တကယ်ဖိုက်တာတက်တွေနဲ့အခုကန်တာတွေစစ်မတိုက်ခြင်းနဲ့စစ်တီတွေများလာတာကိုတွေ့ရတယ်เนาะအဲ့တော့စစ်တိုက်ခြင်းနဲ့စစ်တီတွေကိုအခြေခံပို့ပါသူကပ္ပစာရီနဲ့တော့မဖြစ်ဘူးထင်ပါလား။ကပ္ပစာရီကတော့ပြီးပြီဆိုမှတော့ချင်းရင်ချင်းမြန်ဖိုက်တာတွေကလည်း ဘလို့ဖြစ်ဖြစ် PR ရှိသွားပြီအဲ့ဒီကြောင့်မို့လို့ဒီနေရာကိုရည်ရွယ်ချင်ချင်ခုခံကာကွယ်ဖို့အတွက်က fighter တက်တယ်လိုအပ်နေပါပြီနော်ဒီလိုဖြစ်ရင်တော့ဒီလိုပဲဒီလိုမျိုးပဲဒီစစ်ရေးဟာလုံးလေချာလေရိုက်နေမှာဖြစ်တဲ့ကနားလေကနားလေအခုစစ်ခွေးပါလေ fighter တက်တွေရှိသေးလားဟမ်တကယ် fighter တက်တွေရှိလို့လားကွာမင်းတို့တွေတာတဘောကြတယ် fighter တက်တွေတဲ့ အကုန်လုံးအနာလောက်ပါနဲ့ပြန်ကြည့်အကုန်လုံးကခွေးလူဝတ်လူပြီးတဲ့တက်တွေပါကွာနည်းအဲ့ဖိုင်တာတက်တွေဘာတွေမပြောပါနဲ့မရှိလောက်ပါဘူးမရှိလောက်ပါဘူးခွေးလူဝတ်လူပြီးမဲ့ဖိုင်တာတက်တွေတော့ရှိမယ်ဒါပေမဲ့တကယ်ဖိုက်တာတက်တွေရှိတော့မှာမဟုတ်ပါဘူးအလံပြူထောင်မဲ့ဖိုက်တာတက်တွေခွေးလူဝတ်လူပြီးမဲ့ဖိုက်တာတက်တွေအဲ့လိုမျိုးတော့ရှိမယ်ဒါပေမဲ့တကယ်ဖိုက်တာတက်တွေတော့စစ်ကွေတက်မှာတော့ရှိတော့မှာမဟုတ်ပါဘူးပြောင်းချင်းနော် ဘယ်လောက်ပဲမင်းကောမရှိတော့ဘူးမရှိတဲ့ဟာတွေရှောက်မပြောနဲ့အကုန်တီးပြီအကုန်တီးပြီဟုတ်ကဲ့ပါတုံးချင်းတော့ဒါပဲပြောချင်တယ်ဒီငယ်တင်ဆက်မှုကတော့ဒီလောက်ပါပဲချိန်မြချစ်တင်ပါတယ်ကြက်မကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time